င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကလက်နက်ကိုင်းတောင်းဆိုမှုတွေကိုလိုက်ရောဖြေရှင်းပေးဖို့မရှိဘဲစစ်ကောင်းစီဘက်ကနိုင်ငံတော်ဝန်နှိမ်နှင်းရေးတွေဆက်လုပ်မယ်ဆိုပြီးဒီကနေ့အော်တိုပလတ်15ရက်နေ့မှာပဲမင်းအောင်လိုင်းကိုယ်တိုင်ကြေညာပြောဆိုလိုက်ပြန်ပါတယ်စကိုင်းနိုင်ငံပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ဘွဲရတော်လိုင်းကြီးရဲဘော်တွေကို အယူဂျီကဝေးဝင်ကြီးဦးရီမွန်ကိုတိုင်ကွင်းစင်တွစ်ဆုံခဲ့တယ်လို့အယူဂျီကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကလက်နက်ကင်တောက်ဆုံမှုတွေကိုလိုက်ရောဖြစ်ရှင်းပေးဖို့မရှိပဲစစ်ကောင်းစီဘက်ကနိုင်ငံတော်ဝန်နှိမ်နှင်းရေးတွေဆက်လုပ်မယ်ဆိုပြီးဒီနေ့အော်တိုပလတ်15ရက်နေ့မှာပဲမင်းအွန်လိုင်းကိုတိုင်ကြေညာပြောဆိုလိုက်ပြန်ပါတယ်ဒီနေ့အော်တိုပလတ်15ရက်နေ့မှာကြာရောက်တဲ့ တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေး NCA စာချုပ်ကိုနှစ်ပြည့်နှစ်ပတ်လည်အတွက်အထိမ့်မှတ်မှာမင်းအွန်လိုင်းကိုတိုင်ပြောလိုက်တာပါအဲ့ဒီမှာချမ်းဖတ်မင်းအွန်လိုင်းပြောသွားတာက NCA လက်မထိုးထားတဲ့တိုင်းရင်းသားလက်နက်ကင်တွေကဂတိကိုတွေကိုဖောက်ဖျက်ပြီး UNG CRPH တို့ကိုထောက်ခံအားပေးပြီးတော့ PDF တွေကိုထောက်ပံ့မှုမျိုးစုံပေးနေတဲ့အကြောင်းတွေ MNDAA ATNLA နဲ့ AA တို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်လည်းအခြေအနေတွေပုံမဆိုးရွားလာတဲ့အကြောင်းတွေပါထည့်သွင်းပြောသွားတဲ့အပြင်စစ်ကောင်စီအနေနဲ့ကတော့ လက်နက်ကိုင်ကျန်းဖတ်တောင်းဆိုမှုတွေအပေါ်လက်ရောဖြည့်ရှင်းပေးသွားမှာမဟုတ်ဘဲနိုင်ငံတော်ဝန်နှိမ်နှင်းရေးတွေဆက်လုပ်သွားမယ်ဆိုပြီးတော့အကြံဖတ်မင်းအောင်လိုင်ကိုတိုင်ပြောသွားပြန်ပါတယ်ဒါပြင် NLD အစိုးရကြောင်းတိုင်းပြည်ဗန္နာနဲ့ပြည်တွင်းလူဝတ်ချက်တွေပေါက်ကြဆုံရှုံခဲ့ရတယ်လို့ပါအပြစ်ဖို့ပြောသွားပြန်တဲ့အပြင်ပြည်ပရောက်မြန်မာတွေကိုလည်းတစ္ဆာမဲ့တဲ့သူတွေအတိညာမဲ့တဲ့သူတွေဆိုပြီးပြောသွားသလို နိုင်ငံတကာရောက်မြန်မာတွေကတော်လိုင်းရေးအင်အားစုတွေကိုမြောက်ထိုးပန်ပိုးပြီးတော့နိုင်ငံကိုဖျက်ဆီးနေတယ်ဆိုပြီးတော့ပါအကြမ်းဖက်မိတ်အွန်လိုင်းကအပြစ်တင်ပြောဆိုသွားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ဘွဲရတော်လိုင်းရေးရဲဘော်တွေကို UNG ကဝေးဝင်းကြီးဦးရီမွန်ကိုတိုင်ကွင်းစင်တွစ်ဆောင်ခဲ့တယ်လို့မြို့သားညီညွတ်အစိုးရ UNG ကနေတရင်ထုတ်ပြန်ထားပါတယ်အော်တိုဘလာ၁၀ရက်နေ့ကပဲ ။ MG ကာကွယ်ရေးဝန်ကြီးဦးကြီးမွန်ကပင်လယ်ဘူးမြို့သိန်းစစ်စင်ရေးမှာပါဝင်ခဲ့တဲ့အောင်ပွဲရရဲဘော်တွေကိုစစ်မြေပြင်အထိတွားရောက်တွေ့ဆုံအပိတ်ခဲ့တယ်ဆိုပါတယ်။ဒါအပြင်အဲ့ဒီခီးစဉ်အတွင်း MG ကာကွယ်ရေးဝန်ကြီးဦးကြီးမွန်ကပင်လယ်ဘူးမြို့သိန်းတိုက်ပွဲထဲမှာဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးမန်းတွေနဲ့ရောလက်နက်ချပူးပေါင်းလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပါတွေ့ဆုံခဲ့တယ်လို့ပင်လယ်ဘူးမြို့ကိုပါဝင်ရောက်စစ်ဆေးဓာတ်တွေပြုတ်လုပ်ခဲ့တယ်လို့ MG ကာကွယ်ရေးဝန်ကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ ပင်လယ်ဘူးမြို့ကိုတော်လိုင်းမဟာမိတ်တပေါင်းစုတွေကအလုံးစုံတိမ့်ပိုက်ထိမ့်ချုပ်ထားလိုက်ပြီဖြစ်တယ်လို့မြို့သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအယောက်80ကျော်ကတော့အတိအသင့်တိုက်ကုန်ကြတဲ့အပြင်လက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်48ဦးရှိခဲ့ပြီးနောက်ထပ်စစ်တုံးမှ102ဦးကိုတော့တော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့လက်နက်ခဲယံတွေနဲ့အမြောက်များသိမ်းဆီးရရှိထားတယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါဒိန်းတိုင်းတိုင်းဘက်မှာလည်း လောင်လုံးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကနှစ်ရက်ဆက်တိုက်လိုက်လံတိုက်ခိုက်ချေမှုရမှာစေကောင်စီတပ်သား၁၀ဦးထက်မနည်းကတော့အသီးသီးသေကုန်ကြပြီလို့လောင်လုံးမြို့နယ်ပတ်ခပရဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။အော်တိုဘလာစနေနေ့ကစပြီးလောင်လုံးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကနှစ်ရက်ဆက်တိုက်လိုက်လံတိုက်ခိုက်ချေမှုခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း ိုက်ပွဲတွေပြင်းထန်ခဲ့သလိုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကတော့ပစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာလမ်းမှာတွေ့တဲ့ပြည်သူတချို့ကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတာတွေပါရှိတယ်လို့လောက်လုံးမျိုးနဲ့ပကဖာတပ်ဖွဲ့ရဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရင်းသားကြီးတိုင်းဘိတ်မြို့မှာထိုင်းနိုင်ငံကိုသွားဖို့စူးစမ်းနေတဲ့လူငယ်အယောက်200နီးပါးကို အကြပ်ဖက်စကောက်စီတက်ကဖမ်းဆီးလိုက်ပြီးစစ်သားစုဆောင်ရေးတပ်ထဲကိုပို့နေတယ်လို့ပြန်လွတ်လာသူအမျိုးသမီးတချို့ကပြောပါတယ်လက်ရှိရခိုင်ဒေသကရခိုင်လူမျိုးတွေအပါအဝင်ချင်းနဲ့မွန်လူမျိုးတွေပါစုစုပေါင်းလူငယ်အယောက်200နီးပါးဟာဗိမျိုးကကျွဲကူတတာအနီးမှာစစ်ကောက်စီတက်ရဲ့စစ်သားတစ်စုဆောင်မှုအဖြစ်ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့လွတ်မြောက်လာသူအမျိုးသမီးတအုပ်ကပြောပါတယ်အဲ့ဒီနောက်စစ်ကောက်စီတက်ကဖမ်းဆီးခံရတဲ့လူငယ်တွေကိုအော်တိုဘားလ6ရက်နေ့မှာဗိမျိုးကသူတို့စစ်တပ်စခန်းထဲကိုခေါ်သွားကြပြီး အဲ့ဒီကအမျိုးသမီးတချို့ကိုပြန်လွတ်ပေးလိုက်တယ်လို့ယောက်ျားလေးတွေကိုတော့ဆက်ပြီးဖမ်းထားတဲ့အပြင်တချို့ကိုစစ်မှုထမ်းဖို့စစ်သားစုစောင်းရေးတပ်ထဲကိုပို့လိုက်ပြီးလို့လည်းလွတ်မြောက်လာသူအမျိုးသမီးတချို့ကပြောထားပါတယ်လက်ရှိမှာတော့အချမ်းဖက်စစ်ကောင်စီကပြည်တွင်းမှာလူငယ်တွေကိုပြပထွက်ခွာခွင့်ပိတ်ပင်ထားပြီးတစ်ဖက်မှာလည်းထိုင်းနိုင်ငံမှာဖမ်းဆီးခံရလို့မြန်မာပြည်ဘက်ပြန်လွှဲပေးတဲ့လူငယ်တွေကိုပါစစ်ကောင်စီကဖမ်းဆီးပြီးတော့အတင်းအကျပ်စစ်မှုထမ်းခိုင်းတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါပဲခူးတိုင်းဘက်မှာတော့ ။ဒါယာဝရီမြို့နယ်မှာအချက်ဖက်စကောင်စီခန့်၅ရွာစားအုပ်ချုပ်ရေးမှုဝင်းစောဆိုတဲ့သူပြစ်ခတ်ခံရပြီးမသိမရှင်းဒဏ်ရာတွေနဲ့ရန်ကုန်စစ်ရုံကြီးမှာအတွင်းလူနာအဖြစ်ရောက်နေတယ်လို့ဒါယာဝရီကလုံးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။အော်တိုဘားလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒါယာဝရီမြို့နယ်စီပင်ဂျေးရွာမှာနေတဲ့စစ်ကောင်စီခန့်၅ရွာစားအုပ်ချုပ်ရေးမှုဝင်းစောဆိုတဲ့သူဟာ30မြို့ပေါ်ကိုသူ့ရဲ့အိမ်စီးကားနဲ့သွားတဲ့အချိန်လမ်းမှာတာယာဝရီဂလုံးတက်ဖွဲ့ရဲဘော်တွေကပြစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအောက်ချုပ်ရေးမှုဝင်းစောဆိုတဲ့သူဟာပြင်းထန်ဒဏ်ရာတွေရသွားပြီးမသိမရှင်းဖြစ်နေရကနေရန်ကုန်ဆေးရုံကြီးကိုပါအတွင်းလူနာအဖြစ်ပို့ထားရတယ်လို့ကားပေါ်မှာပါလာတဲ့သူတပည့်ပြူစော့တီဘိုဆိုးဆိုတဲ့သူလဲ1 byte ကြီးမှန်ဒဏ်ရာနဲ့မသေးသေးဘူးလို့တရားဝတီဂလုံးတက်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ဒင်းသားကြီးတိုက်တဝဲစိတ်ကမ်းမှာစီတင်တင်းမောမိလာမှုဖြစ်ပွားခဲ့ပြီးလူရှင်ဦးသေဆုံးသွားတယ်လို့တဦးကပျောက်ဆုံးနေတယ်လို့လည်းတဝဲမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ14ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတဝဲမျိုးကျဆားပြင်းရက်ကွက်ကန်နာလန်စိတ်ကမ်းညင်းနေရမှာမိချီလီစီတင်းမောမိလာမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာမိသက်တပ်ဖွဲ့ကမိသက်က12စီးနဲ့ညှိမ့်သက်နေခဲ့ရမှာဒီကနေ့အော်တိုဘားလ15ရက်နေ့မနေ့9နာရီလောက်မှမိငိမ့်သွားတယ်လို့ပြောထားပြီး အဲ့ဒီစီတင်တင်းမောမိလောင်မှုမှာလူရှစ်ဥသေဆုံးသွားတဲ့အပြင်သုံးဦးကဆေးရုံပို့ထားရတယ်လို့နောက်တဲ့တဦးကတော့ပျောက်ဆုံးနေတယ်လို့တဝဲမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ